Good Life Investing ရဲ့ပထမအဦးဆုံးတင်ဒန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။တင်ဆက်သူအရန် sharing လုပ်ပေးခြင်းနဲ့ personal finance ငွေကြေးစီမံမှုအကြောင်းကိုတင်ဒန်းလေးအဖြစ်ဖွင့်လိုက်ပါပြီ။ personal finance ငွေကြေးစီမံမှုတင်ဒန်းဆိုတဲ့တင်ဒန်းခေါင်းစဉ်နဲ့သင်ကြားပေးမှာဖြစ်ပါတယ်။လူတိုင်းအတွက် personal finance personal finance for everyone လေးဖြစ်ပါတယ်။တင်ဒန်းကြေးကိုနည်းနည်းပဲယူပြီးတော့ဖွင့်ထားပေးပါတယ်။ personal finance အကြောင်းပြည့်ပြည့်စုံစုံလေ့လာနိုင်အောင်လေ့လာတဲ့လူတွေအချိန်အများကြီးမကုန်အောင်ကြိုးစားပေးထားပါတယ်။တင်ဆက်သူတို့ရဲ့ Good Life Academy Facebook page အနေနဲ့ဖွင့်လိုက်တဲ့သင်တန်းလေးဖြစ်ပါတယ်။လူတိုင်းငွေနဲ့ပတ်သက်တဲ့ပြဿနာနဲ့စိတ်ဖြစ်စင်းမှုတွေကိုတစ်ခါတရံကြုံရတာကတဘာဝသာဖြစ်ပါတယ်။သို့တော့ငွေကြေးအခက်အခဲတွေကိုငွေရှာနိုင်ပါရဲ့နဲ့မဖြေရှင်းနိုင်ခြင်း၊ကြိုးစားနေပေမဲ့ကြီးပွားဖို့လမ်းမရှိခြင်း၊အသက်ကြီးတဲ့အချိန်ငွေအတွက်ပူပင်နေရခြင်းဆိုတာတွေ ဘဝတသက်တာမှာဖြစ်နေတယ်ဆိုရင်တော့ကိုကိုတိုင်းကငွေကိုကောင်းကောင်းမစီမံသက်လို့တာဖြစ်ပါတယ်။ Personal Finance ဆိုတဲ့မိမိကိုယ်တိုင်ရဲ့ငွေကြေးပိုင်းကိုမိမိကိုယ်တိုင်စီမံခန့်ခွဲတတ်ခြင်းမရှိလို့ဖြစ်ပါတယ်။ Personal Finance ကငွေကြေးကိစ္စအားလုံးရဲ့အခြေခံဖြစ်ပြီးတော့ကြီးပွားလာအောင်လုပ်ရတဲ့ Investing ထက်ကိုပိုအရေးကြီးတဲ့ပညာရပ်တွေဖြစ်ပါတယ်။ Investing က Personal Finance ရဲ့အစိတ်အပိုင်းတစ်ခုတာဖြစ်ပြီးတော့ personal finance ကိုတေချာနားမလည်ဘဲနဲ့ investing လုပ်ရင် ဆုံးရှုံးမှုတွေကြုံနိုင်ပါတယ်။ဒါကြောင့် investing အကြောင်းသင်တန်းထက်ကို personal finance သင်တန်းကို အရင်ဆုံးဦးစားပေးပြီးဖွင့်ရခြင်းဖြစ်ပါတယ်။ငွေရှာတတ် သုံးတတ်အောင် စုဆောင်ပွားများတတ်အောင် မပြောက်ပြက်အောင်ကာကွယ်တတ်အောင်ချမ်းသာလာအောင် personal finance အသိပညာတွေကကူညီပေးပါတယ်။ဒီတင်တန်းမှာလူတိုင်းသိတဲ့တသက်တာငွေကြေးစီမံမှုတင်ငန်းစာများအကြောင်းအရာမျိုးစုံကိုလေ့လာရမှာပါ။ တင်ငန်းစာတွေထဲမှာအခြေခံအကျဆုံးဖြစ်တဲ့ဝင်ငွေ ထွက်ငွေအကြောင်းကနေပြီးဘတ်ဂျက်လုံနီငွေစုနီအကျွေးဆက်နီအခွန်အခအာမခံ invest လုပ်ခြင်းအငိမ်းစားယူခြင်းချမ်းသာမှုတည်ဆောက်ခြင်းစသည့်အကြောင်းအရာများသာမကငွေကြေးလွတ်မြောက်မှု financial freedom passive income တည်ဆောက်နီ smart ကြကြအိမ်ဝယ်ယူနီစီးပွားရေးလုပ်ငန်းလုပ်သူများအတွက်ငွေကြေးစီမံမှုစတာတွေအထူးအကြောင်းအရာများစွာ ပါဝင်ပါတယ် ငွေနဲ့လူမှုဆက်ဆံရေးကလေးတွေကိုငွေအကြောင်းတင်ပေးခြင်းအသက်အရွယ်အလိုက်ငွေကိုစီမံနည်းဆိုတာတွေကိုလည်းစုံလင်အောင်စူးစူးစီးစီးတနေရာထဲမှာလေ့လာရမှာဖြစ်ပါတယ်။သင်ခန်းစာ chapter အနေနဲ့အခု30ပါဝင်ပြီးတော့မှ bonus သင်ခန်းစာတွေ personal finance နဲ့ပတ်သက်တဲ့ budget လုပ်နည်းကဲ့သို့သော template တွေကို Google Sheet template တွေကိုလည်းရမှာဖြစ်ပါတယ်။ template အသုံးပြုပုံတွေကိုလည်းဗီဒီယိုနဲ့သင်ခန်းစာကိုသင်ကြားပေးထားမှာဖြစ်ပါတယ်။ Facebook private group ထဲမှာဗီဒီယိုသင်ကန်းစာတွေနဲ့သင်ကြားပေးခြင်းဖြစ်ပြီးတော့သင်တန်းကြီးတစ်ခါပေးရုံနဲ့တသက်သာလေ့လာခွင့်ရမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အပြင်မှာမုံတစ်ခါထွက်စားရင် ကုန်ကြမဲ့ငွေပမာဏလောက်နဲ့တသက်သာအတွက်အသုံးဝင်တဲ့ငွေကြေးအပညာရက်တွေကိုလေ့လာခွင့်ရသွားမှာပါ။သင်တန်းအကြောင်းကိုစုံစမ်းခြင်းနဲ့ဆိုရင် Good Life Academy Facebook page ရဲ့ Messenger ကနေဆက်သွယ်နိုင်ပါတယ်။ page link ကို description နဲ့ pin comment မှာလည်းခြားထားပေးပါတယ်။ ်တင်နှန်းတက်တဲ့အခါမှာဆိုလို့ရှိရင်တင်နှန်းအပ်ပြီးတဲ့သူတွေကိုဒီ private group ပေါ့နော် personal finance ငွေကြေးစီမံခန့်ခွဲမှုတင်နှန်းဆိုတဲ့ private group ထဲကိုထည့်ပေးมาဖြစ်ပါတယ်အဲ့ဒီ group ထဲမှာဆိုလို့ရှိရင် group ရဲ့ခေါင်းစဉ်တွေဖြစ်တဲ့ပေါ့နော်ဒီ guide ဆိုတဲ့နေရာက နေပြီးတော့မှတင်ငန်းစာတွေအပြည့်အစုံကို လေ့လာရမှာဖြစ်ပါတယ်